ောင်ကြီးပေါ်မူတောင်ကြီးခရီးစဉ်စတင်ပြေးဆွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကြီးမျိုးရဲ့ရှုခင်းတွေကိုကြည့်ရှုခန်းစားနိုင်ဖို့တောင်ကြီးပေါ်မူတောင်ကြီးခရီးစဉ်ကိုဒီကနေ့နိုဝင်ဘာလတရနေ့မှာစတင်ပြေးဆွဲနေပြီလို့မြမမီးရထားကသိရပါတယ်။ ရွှေညောင်တောင်ကြီးယထာလမ်းပိုင်းအတွင်း Rocky Super Typhoon မုန်တိုင်း6ပျက်စီးခဲ့တဲ့အေတာရာပုံမူထီတိန်ဘူတာအချယထာလမ်းပိုင်းပြုပြင်ထားလမ်းဟူချောင်းအစ်စ်နဲ့မြေထိန်နေရန်တည်ဆောင်းထားထီတိန်ယထာလမ်းအဝိုင်းပတ်တာပေါင်းပြုပြင်ထားတွေကို2024ခုနှစ်ဒီဇင်ဘာလတရက်ကနေ2025ခုနှစ်အောက်တိုဘာလ28ရက်အထိဆောင်ရွက်ခဲ့ပြီးအောက်တိုဘာလ28ရက်မှာဝန်ချိန်ပြည့်ယထာစမ်းတမ်းမောင်းနှင်ထားကိုဆောင်ရွက်ခဲ့တယ်လို့သိရပါ ပါထိတ်အဆိုပါကဲတို့ပြုပြင်ဆောင်ရွက်ပြည်စည်းခဲမှုကြောင့်တောင်ကြီးမြို့ရဲ့သဆောင်တိုင်းမိဘုံပြန်ပွဲတော်ကျင်းပမယ့်ကာလအတွင်းပြည်တွင်းပြည်ပမှခရီးသွားများအနေနဲ့တောင်ကြီးမြို့ရဲ့တာယာလှပထဲရှုခင်းတွေကိုစိတ်ချမ်းမြေစွာကြည့်ရှုခန်းစားနိုင်ဖို့တောင်ကြီးပုံမူပုံမူတောင်ကြီးစိုက်စည်းရင်ယထာခရီးစဉ်ကိုနိုဝင်ဘာလတရက်ကနေ၄ရက်နေ့အထိပြေးဆွဲပေးသွားမယ်လို့ဆိုပါထိတ် ထာပြင်းတောင်ကြီးပုံမူခရီးစဉ်ကိုလည်းရခင်အတိုင်းအပတ်စဉ်စနေတနင်္ဂနွေရုံပိတ်ရက်တွေမှာပုံမှန်ပြေးဆွဲပြီးသွားမယ်လို့သိရပါတယ်ရှင်။